မင်္ဂလာပါ channel msn ပါတီထားတဲ့နယ်လက်ရှိ UFC champion တွေရဲ့နောက်ထပ်ရွှေ့မဲ့အကွက်တွေကဘာတွေဖြစ်နိုင်လဲဒီနှစ်က UFC champion တွေအပြောင်းလဲတော်တော်လေးကိုများတဲ့နှစ်လို့ပြောရမယ် Alice Barrera ကတော့သူ့ရဲ့ကပတ်ကိုပြန်ရသွားပြီသူ့အတွက်နောက်ထပ်ရွှေ့မဲ့အကွက်က heavyweight တန်းဖြစ်ပါလိမ့်မယ် heavyweight ကိုတက်ပြီးတော့တိုက်တဲပွဲထိုးရဖို့လိုချင်နေတယ် အခါလိုက်ဖ်ကိုလည်းပထမချီမှာပဲလောလောကူကူပွဲသိမ်းပြထားပုံကနောက်ထပ် rematch ပြန်တွေ့ဖို့တန်တရားဝင်တရားအကြောင်းမရှိဘူးဝေယုံမယ် trilogy အတွက်လည်းဘယ်သူမှစိတ်ဝင်စားမှာမဟုတ်သေးဘူး trilogy ဆိုတာမျိုးကနှစ်ချိန်ထိုးပူးပြီးတော့ decision လိုမျိုးရလတ်ထွက်ထားတာဒါမှမဟုတ်ဘူးဆိုရင်လက်ရည်ကသူ့မသားကိုမသားဆိုတဲ့အငင်းပွားပွဲရလတ်တွေဖြစ်နေတဲ့အချိန်မှာ အဖြစ်ကိုတတိကျကျထုတ်ပေးတဲ့အတွက်ကြောင့်မလို့တတိယအကြိမ်ပြန်လဲပြီးတော့တည်ပေးတာမျိုးကိုပြောတာပါ။ဒါမျိုးကတော့မဖြစ်နိုင်သေးဘူး။ Light Heavyweight တန်းကစိန်ခေါ်မဲ့သူတွေကိုပြန်ကြည့်တော့လေ Alice Barrera အတွက်ကရင်ခုန်စရာပြိုင်ဘက်ကမကြံတော့ဘူးလို့ဆိုလို့ရမယ်။ဂျမောင်းဟီရိုဂျီဝီပွားစကာရိုနဲ့ပြန်ပြီးတည်ရင်လဲစိတ်ဝင်စားစရာကောင်းမှာမဟုတ်တော့ပြန်ဘူးဂျီဝီပွားစကာဆိုရင်အဲလစ်ပါရီယာကိုနှစ်ချိန်တည်းတည်းရှုံးပေးပြီ ဂျီဝီကအခလိုက်ဖ်ကိုအနိုင်ထိုးပြရှင်တော်မှာအဲလစ်ပါရယာနဲ့ထပ်တွေ့ဖို့ကဒီဂျလောတွင်းကတော့မဖြစ်နိုင်လောက်သေးဘူး။ Light Heavy တန်းမှာဆင်းရှင်းစရာဆိုရင်ကာလော့စ်ဥပတ်တယောက်ပဲကြံပါလိမ့်မယ်။အရက်ကလည်းအဲလစ်ပါရယာနဲ့တူတယ်၊ကစ်ပေါင်စာချင်းလည်းတူတယ်၊ record လည်းကောင်းတယ်။ဒါပေမဲ့အဲလစ်ပါရယာကအသက်က38နှစ်ရှိနေပါပဲ။သူ့ရဲ့စမ်းထားတဲ့အချိန်ပရိသတ်အင်အားတောင်းနေတဲ့ကာလဆိုတော့ UFC အနေနဲ့ပရိသတ်စိတ်ဝင်စားတဲ့ပွဲကြီးပွဲကောင်းတွဲဆိုင်မျိုးတွေကိုပဲ ဖန်တီးခြင်းမှလိမ့်မယ်ဒီချိန်က heavyweight တန်းကိုတက်မဲ့အချိန်လို့ကျွန်တော်အနေနဲ့မြင်တယ်အရင်ကတည်းကလည်း heavyweight တန်းကိုတက်မဲ့အကြောင်းခဏခဏပြောထားတာတွေရှိတယ်ဆိုတော့ဒီချိန်သည်အကောင့်တွေပေါ်မယ့်အချိန်မှာတုံးကိုမြောင်ကပတ်အတွက် UFC ဘက်ကနေပြီးတော့စာစစ်ရတော့မယ့်အချိန်မှာပါရီယာကတော့ဂျွန်ဂျုံနဲ့အင်ပီရိုပွဲမှာထိုးချင်တယ်လို့ပြန်ပြီးတော့အကြောင်းပြန်လာတယ်ဂျွန်ဂျုံကလည်းပါရီယာနဲ့ထိုးရမယ်ဆိုရင်တန်စကားတဲကိုပြန်လာမယ်ဆိုပြီးတော့အကြောင်းပြန်ထားတယ်ဆိုတော့ကော်လုံးသည်ကွက်တီပဲဒါပေမဲ့ MMA fan တွေကဂိုင်းနဲ့ဂိုင်းကွဲနေတယ် အဲလစ်ပါရီယာကိုဂျုံဂျုံနဲ့မတွေ့ခင်မှာတွန်အန်စပန်နယ်နဲ့အရင်ဆုံးကြည့်ကျင်တဲ့တစ်ဖက်ကလည်းရှိတယ်။တကယ်လို့တွန်အန်စပန်နယ်ကိုသာအဲလစ်ပါရီယာကနိုင်ခဲ့မယ်ဆိုရင် MMA သမိုင်းမှာအောင်မြင်ဆုံးကစားသမားဖြစ်လာလိမ့်မယ်။ကော်နာကိုတော့မှကြော်တက်သွားနိုင်တယ်။အဲလစ်ပါရီယာကဂျုံဂျုံကိုရှုံးပြီဆိုပါစို့တိတ်ပြီးတော့ဆုံးရှုံးစရာမရှိဘူး။ heavyweight တန်းကိုတက်ပြီးတော့ heavyweight ဂုတ်ဆိုတဲ့ဘဲနဲ့လက်ရည်ဆန်းတာမျိုးပေါ့။နိုင်ရင်တော့မိုးစိတ်ပြားစွာပဲ ကျွန်တော်အနေနဲ့ဆိုရင်တော့ဂျွန်ယုံ versus ပါရဲရကအရင်တည်းကဒီစိတ်ကူးရင်ထားတဲ့ fight ကို dream fight ကိုဆိုတော့ကြီးကွင်းရရင်ကျွန်တော်ကြည့်ချင်ပါတယ်။ Ilya Taporia ကရောဘာဆက်ဖြစ်နိုင်လဲ။လက်ရှိ lightweight တန်းမှာ Charles Oliveira ကိုအနိုင်ရပြီးရဲ့နောက် champion ဖြစ်လာတဲ့ Ilya Taporia က Islam Makhachev ကိုစောင့်နေပါတယ်။ဝေတာဝေတန်းကိုတက်ပြီးတဲ့နောက် Islam Makhachev ကပြန်ဆင်းလာမလား။သို့မဟုတ် JDM ကိုနိုင်ပြီးရဲ့နောက် ဝယ်တာဝိမှာပဲဆက်ပြီးတော့ရှိနေမလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်။တပိုရီးယားနဲ့ပတီပမ်ပလက်ကအရင်တည်းကညှိနေတဲ့ဇလန်းတွေလည်းရှိတယ်။ဒါကြောင့်မလို့ UFC ကလည်းပတီပမ်ပလက်နဲ့တက်ပစ်လိုက်ခြင်းမျိုးဖြစ်တယ်။တပိုရီးယားကလည်း Lightweight Champion ဖြစ်ပြီးရဲ့နောက်မှာသူ့ရဲ့ပထမအဆုံးကပတ်ကာကွယ်ပွဲကိုပတီပမ်ပလက်နဲ့ထိုးချင်တယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီပွဲကဖြစ်လာဖို့အလားအလာအများဆုံးရှိနေပါတယ်။ပတီကလက်ရှိ ranking number 7ဆိုပေမဲ့တခြား fighter တွေကိုကြော်ပြီးတော့သူကအရင်ကပတ်လူမယ်ဆိုတော့လူပြောအများဆုံးတော့ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ သို့တော့ချန်ပီယံနဲ့ရန်ကင်းနေတဲ့ fighter တွေကကပတ်လူပေးတာတွေအများကြီးရှိပါတယ်ရှီထားပူပါတယ်ခါလီယာ round 3နဲ့ပါရီယာထိုးတော့က ranking နံပါတ်8မှာပါ royal romero ကအတဆညာနဲ့ထိုးတော့က ranking နံပါတ်8မှာပါပဲအခုတည်ပေးထားတဲ့ lightweight တန်းကိုကြည့်မယ်ဆိုရင် holloway versus olivera amasru kran နဲ့ hooker ဆိုတော့လက်ရှိလက်ဆောင်ထပ်လာတဲ့ပရိပန်ဘလက်ကို champion စိန်ခေါ်ခွင့်ပေးမယ်လို့တော့ထင်တာပါပဲ top five ကွန်ဒန်ဒါတွေကိုမထိုးရသေးဘူးဒါပေမဲ့တပိုရီယာအတွက်ကသူက potential အများဆုံးပြိုင်ပွဲဖြစ်နေပါတယ် olivia ကမကြသေးခင်ကပဲတပိုရီယာကိုရှုံးထားတယ်ဘောင်စင်ကောင်းတဲ့ pound for pound ဆရာကြီးတွေ holloway ကိုလည်းရှုံးထားတယ် justin gigi ကလည်းအခုတိုက်တဲ့ပွဲလိုမနေပြန်ဘူး gigi ကတိုက်တဲ့ကို patty pamblet ထပ်ပို့ပြီးတော့ titan ကောင်း titan ပါလိမ့်မယ်ဒါပေမဲ့ patty pamblet versus topuria ဆိုရင်ပို့ပြီးတော့လူကြည့်ကြပါလိမ့်မယ်ဒါကြောင့်မို့လို့ဒီအခင်းချင်းကိုစီစဉ်တာဖြစ်ပါတယ် နောက်တစ်ခုတုံအန်စပန်နယ်ကနောက်တစ်ပတ်ဆိုရင်စီရန်ဂန်နဲ့ UFC 321မှာထိုးပါတော့မယ်ဒီပွဲမှာတုံအန်စပန်နယ်ကစီရန်ဂန်ကိုအနိုင်ရမှဖြစ်မယ်ဒီတွဲဆက်ကလူတွေမျောလင့်ထားတာတက်ပို့ပြီးတော့စောစောလေးကိုတည်ပေးထားတာပါ round 1မှာပဲပွဲဖြတ်ပြလေးရှိတဲ့တုံအန်စပန်နယ်အတွက်စီရန်ဂန်ကိုပရမချီမှာဖြတ်ပြဖို့အရန်ခက်မယ်လို့တော့ထင်မိတယ် KO နဲ့နိုင်ငံ့ရဲ့နောက်မှာဒုတိယအကြီးတတိယအကြီးလောက်မှာဖြစ်ဖို့များပါတယ်။တွန်အန်စပန်နယ်ကရေချင်းရှိပေမဲ့အရန်ကြီးစမ်းမပါလာဘူးလို့ပြောရမယ်။ ချန်ပီယံဖြစ်တော်ညာလည်းတခြားဝေတန်းကချန်ပီယံတွေဒါမှမဟုတ်အရင်ဝေတန်းကချန်ပီယံတွေလောက်လူအရင်စိတ်ဝင်စားခြင်းမခံရဘူးအေးစစ်စစ်နေရလဲပါလိမ့်မယ်အခုစီရက်ဂန်ကိုနော့ကောက်ပြနိုင်မှာပဲဖြစ်မယ်ဒီပွဲနိုင်ငယ်ရင်တော့ဒီဝေတန်းမှာတော့အက်စပန်နဲ့အတွက်ပြိုင်ဘက်မကြံတော့ဘူးနောက်ထပ်ပြိုင်ဘက်ကအဲလစ်ပါရီယာကြီးဖြစ်လာဖို့ရခိုင်တော့များနေပါတယ်လက်ရှိဝေတာဝေတန်းအခင်ချင်းချန်ပီယံ GDN ဂျက်ဒယ်လာမဒလီနာကတော့နောက်လာတယ်မှာအစ္စလာမကာရှက်နဲ့ကာကွယ်ပွဲထိုးရပါတော့မယ် ်ဝိတ်တန်းတက်ပြီးတော့ကပတ်လူတဲ့အစ္စလမ်ကိုအနိုင်ယူပြဖို့သူ့အနေနဲ့လိုလိမ့်မယ်အစ္စလမ်ကိုအဆုံးသက်ပြနိုင်မဲ့ပါဝါမျိုးလဲသူ့မှာရှိတယ်အမှန်တိုင်းပြောရရင်တော့အစ္စလမ်ဘက်ကပြိသက်ပိုရှိနေပေမဲ့အစ္စလမ်ကိုနိုင်သွားရင်ဂျဒီယန်အတွက် level ပိုတက်သွားမှာပါခမ်းဆက်ရှီမာရဲနဲ့တွေ့ဖို့ကတော့ပိုတရှန်ဖြစ်လာနိုင်ပေမဲ့အစ္စလမ်ကိုနိုင်ငံ့ရေပေါ့ဗျာဝေတာဝေတန်းမှာဝေတန်း၈ခုတဲမှာပြန်ဆိုင်မှုအများဆုံးနဲ့အန်ရီအများဆုံးဝေတန်းလို့ထင်မိပါတယ်အမဲဖြတ်ဖို့စောင့်နေတဲ့ထိတ်တန်းဖိုင်တာတွေလည်းအများကြီးရှက်ခတ်ရိုမန်နော့ ကာလော့စ်ဘရဒက်စ်အူစမန်နဲ့တခြားအများကြီးရှိနေပါသေးရဲ့ကြံနေပါသေးရဲ့ထမ်းဆက်ချီမရက်ကလည်းပွဲကြီးပွဲကောင်းနေပဲထိုးချင်တော့တယ်ဒရိတ်ကစ်ဒူပလက်စီကိုနိုင်ပြီးတော့ချန်ပီယံဖြစ်ခဲ့ပေမဲ့ကာကွယ်ပွဲတစ်ပွဲမှမထိုးသေးတာကိုတော့ UFC ဖန်တွေကြားမှာဝေဖန်စရာဖြစ်နေတယ်သူကလည်းနောက်ဝိတ်တန်းတစ်ခုကကပတ်ကိုပဲထပ်ယူမယ်ဆိုပြီးတော့ကပတ်ကာကွယ်ပွဲမထိုးဘဲနဲ့ဝိတ်တန်းခုန်တက်တယ်သူရဲ့ဆုံးမြတ်ချက်မှန်တယ်လို့တော့ထင်တယ်ဘာကြောင့်လဲဆိုရင်အရင်ဝိတ်တန်းမှလည်းတိုက်တယ်ပွဲကာကွယ်ပြဖို့စိန်ခေါ်မဲ့လူကရင်ခုန်စရာပြန်ပဲသိပ်ပြီးတော့ မရှိတော့လို့ပါမတော်တဆများ Alice Barrier ကို heavyweight တန်းမတက်ခိုင်းသေးဘဲနဲ့ခံဆက်ကိုပဲအရင် weight တင်ပြီးတော့ weight တန်းပေးပြီးတော့တွေးကြည့်ပေးမယ်ဆိုရင်တော့ဒီနေ့ကောင်ကတွေးကြအောင်ပါပြောမရဘူးဗျာ Dana White ကသိရမလားရာဒီလာနေရဲ့ရက်တွေဆိုရင်ရှောက်လုတ်တက်တာရှိတယ်ဆိုတော့ဘာမှအတိအကျတော့မျှော်လင့်ထားလို့မရဘူး Grappler နဲ့ Striker တွေးမဲ့ပွဲလေဖြစ်သွားနိုင်တယ်နောက်ပြီးတော့ Campset ကလည်းပေါင်20လောက်တိုးလာလိမ့်မယ်ဟိုနေ့ကဗီဒီယိုထဲမှာတော့ Campset ကအရင်ကတည်းကလူကောင်အကြီးဖြစ်နေပြီဒါဆိုရင်သူတကယ်တမ်းပဲ light heavyweight ကိုတက်မလားဆိုတဲ့မေးခွန်းမျိုး ဖြစ်လာပါပြီ။ခမ်းစက်လုံနေတာကသူ့ရဲ့ level ကိုစစ်ပေးနိုင်မဲ့ပြိုင်ဘက်ကောင်းတယောက်ပါပဲ။ဒါပဲ။မရက်လဲထွန်းနေလောက်အောင်မဲ့သူ့ရဲ့ weight တက်မှာတော်တော်များများကိုစရင်ရှင်းပြီးနေပြီ။ကိုဒီဆန်အကန်အိုမယ်လီ၊ဥမာ၊ဟင်နီစီယိုတို့၊ပီတာရန်၊ဂျိုဆိတ်အဲတို့အကုန်ပဲ။အိုမယ်လီကိုလည်းနှစ်ခါနိုင်ပြထားတယ်။ရန်အမြင်တွေက fighter ဆိုတာမကြံတော့ဘူး။တခြား champion တွေလိုမျိုး weight တက်ပြီးတော့ Volkanovski နဲ့ထိုးရင်ကြည်ကောင်းလိမ့်မယ်။ဒါက Marat အတွက်တကယ် challenge အသစ်ဖြစ်မယ်ထင်တယ်။ ဘန်တန်ဝေတန်းကဖိုက်တာတွေကိုမရက်ထပ်ပြီးတော့ဖျက်ပြစရာမလိုတော့ပါဘူးအကုန်သိရတဲ့အတိုင်းပဲဒီဘက်မှာကအဆုတ်၄ခုလောက်ပါတယ်လို့ပဲကာရီယိုလည်းတော်တော်လေးကောင်းတယ်ဘန်တန်ဝေတန်းမှာအနိုင်ကျင်းတယ်လို့ဖြစ်နေပြီဗိုကန်နော့စကီကမရက်ကြီးအတွက်ဘန်းညင်မြရတဲ့ပြိုင်ဘက်ဆိုပြီးတော့ MMA သုံးသက်သူတွေကထပ်ပြီးတော့မြောက်ပြီးနေကြပါတယ်ပန်ဒိုဂျာကလည်းဂျိုးရှွာဖန်ကိုနိုင်ခဲ့ရင်ဝေတန်းထက်ထက်ပြီးတော့မရက်နဲ့ထိုးချင်ပါလေဆိုပြီးတော့ပြောထားပါတယ်။အမှန်တိုင်းသုံးသက်ရရင်ပန်ဒိုဂျာကမရက်ရဲ့ level တော့မဟုတ်သေးဘူး။ကျန်တဲ့ပိုင်းနေပညာပိုင်းနေခဏဖယ်ထားလိုက်ဗျာ။ ကာရီယိုပိုင်းမှာတော့မရက်လေဗယ်မဟုတ်သေးဘူးကျွန်တော်ကိုယ်တိုင်ကလှုပ်ကြံပြီးတော့ပြောနေရမှာမဟုတ်ပါဘူးလက်ရှိ UFC အခင်းချင်းကတိုက်တဲ့ဆက်ဆံဒီလိုမျိုးတွေဖြစ်နေတာပါဝိတ်တန်းတစင်းတက်ပြီးတော့နောက်ထပ်ကပတ်တစ်ခုကိုမျက်စာပြစ်နေတဲ့မျက်စောင်းထိုးနေတဲ့ချန်ပီယံကြီးတွေပါပဲပန်ဒိုဂျာသူကပတ်ကိုအရင်ဂျိုးရှွာဘန်ကိုမပေးရအောင်စ조사ပြရအောင်မယ်ဂျိုးရှွာဘန်ကအသက်24နှစ်ထဲနဲ့ကပတ်လူကွင်းရလာတာဆိုတော့တော်ရုံအမြင့်နှုံအမြန်နှုံတော့မဟုတ်ဘူးဝါနဲ့တပါကပန်ဒိုဂျာကတာပေမဲ့ဒီတိုက်တဲ့ပွဲကခမဲကခက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ အားလုံးလဲစောင့်ကြည့်နေကြတယ်ဂျိုရှာဖိုင်ရဲ့ပွဲတွေကဖျော်ဖြေမှုကောင်းတယ်ပြင်းထန်ဆိုတဲ့ပွဲတပွဲမှမရှိခဲ့ဘူးကိုလိုမိုးလိုမထင်တဲ့တခြားနိုင်ငံက MMA fan တွေကလည်းဒါကိုလက်ခံထားကြတယ်ဖက်တာဝေးချန်ပီယံအလက်ဇန္ဒားဖိုကန်နော့စကီကလီယိုနယ်မာဖီရဲ့စိန်ခေါ်တာကိုခံထားရတယ်လီယိုနယ်ကပီကိုကိုနိုင်ပြီးတဲ့နောက်ကပတ်လူကျင်နေတဲ့ဖိုကန်ကလည်းဒီဇင်မာလောက်မှာမာဖီကိုကပတ်ကာကွယ်ပွဲထိုးကျင်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့ဖိုကန်ကိုဝိတ်တန်းတက်လာမဲ့မရက်ကြီးနဲ့တွေးစေခြင်းမိတာပါဒါမှလည်းတကယ်တမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါပါဆိုတော့ဒီဗီဒီယိုကိုအဆုံးသတ်ရမယ်ဆိုရင်ဒီနှစ်နှစ်ကုန်ပိုင်းမှာချန်ပီယံတွေအပြောင်းအရွှေ့တွေထပ်ပြီးတော့ဖြစ်လာမလားဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရပါအောင်မယ်နေရောတာပါ channel msn ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msnwh ကိုသုံးပါ